ာရောမင်္ဂလာပါဒီနေ့တစ်ချိန်တင်မဲ့သင်ခန်းစာကတော့ခန်း3လေ့ကျင့်ခန်းသုတသမနှစ်ကနံပါတ်2ရဲ့3ရဲ့ဖြစ်ပါတယ်။ဒါနံပါတ်2မှာဆိုရင်ကျတော့နှုတ်ပါပါเนาะနှုတ်ပါဆိုတော့တကယ်ပေးရတယ် h 2 ਆ နေက 2h 1ကိုနှုတ်ပါပါမယ်။အဲ့တော့နှုတ်တဲ့အခါမှာကျတော့လက္ခဏာပြောင်းရတယ်ပေါ့เนาะပြောင်းမယ်ဆိုတော့အောက်ကဒီအောက်က our နှုတ်ကင်းရဲ့လက္ခဏာကိုပြောင်းပေးရတယ်။ကျတော့အလျားလိုက်တော့တော့ဆိုရင်နောက်ဆုံးပေးရရှိမှာဆိုလို့ရှိရင်အနှုတ်ပါတယ်ဆိုလို့ရှိရင်ကျတော့ဘာတော့ခင်းရဲ့လက္ခဏာတွေကိုပြောင်းသူလို့ရောပေါ့နော်။ ဒါကလည်းအဘွားကျတော့ဘွားတီခင်းကကျတော့ရှေ့ရခွင်းနဲ့ဟာပေါ့နော်အောက်ကနှုတ်ခွင်းကကျတော့နောက်ကခွင်းနဲ့မှာထားရတာပေါ့အဲဒီချီလိုနှုတ်မှာဖြစ်တဲ့တဲ့နောက်ကခွင်းနဲ့မှာရှိတဲ့လက္ခဏာလေးကျတော့ပြောင်းပြရတယ်လို့ပဲနော် plus 2ကလည်း minus 2ဖြစ်မယ် plus 1ကလည်း minus 1ဖြစ်မယ်အဲ့လိုလေးပြောင်းပြရပါတယ်ပြောင်းပြီးပြီးတော့မှကျတော့ minus 2 1နဲ့ minus 1နဲ့ဆိုရင်ကျတော့လက္ခဏာတွေတော့အဲပေါင်းမှာပေါ့နော်လက္ခဏာတော့နှုတ်လက္ခဏာတော့ပြင်တက်တယ်နှုတ်3 3y minus 3y ပေါ့နော်အရှိက plus 8နဲ့ minus 2 8ကိုကြတော့ကျတော့ ရရှိတဲ့အခါမှာဘာလို့ block ရလဲဆိုရင် minus 8ရပါတယ်။ဒါကတော့လက္ခဏာဘယ်လိုလုပ်ရတာဖြစ်ပါလဲ။ဒါကြောင့်မို့အဖြေက minus 8 minus 3ပါဖြစ်ပါတယ်။မက်ခါဝရကျတာ 3c 7 dj ကနေ c minus 2d ကိုနှုတ်မယ်။နောက်တိုင်းမယ်ရုပ်လက္ခဏာပြောင်းလိုက်မယ်။နော်အနုကအပေါင်းအပေါင်းအနုဖြစ်သွားမယ်။အစဉ် plus 7d နဲ့ plus 2d နဲ့ဆိုတော့ plus 9d ဖြစ်မယ်။ 3c တွေက c ကိုနှုတ်တော့နော် 2d 2c ကျန်တယ်မို့။အဲ့ဒါ 2c plus 9d ပါ။ နမကငယ်ရကြာကျတော့ phi a minus b တဲ့က minus 4a plus 2b ကိုနှုတ်မယ်။ကဲနှုတ်ရကျတော့ကျတော့လက္ခဏာတွေပြောင်းပြရမယ်နော်။အဲပြောင်းတယ်။ minus b နဲ့ minus 2b ဆိုတော့ minus 3b ဖြစ်မယ်။အဲ plus 5a နဲ့ plus 4a နဲ့ကျတော့ plus 9a ဖြစ်မယ်။အဲဆိုရင် 9a minus 3b ဖြစ်ပါတယ်။နောက်ကနမကကြီး minus 3a plus 7ဆက်တဲ့ကနေ 5y plus 2ဆက်ကိုနှုတ်မယ်။နောက်တမယ်လက္ခဏာတွေပြောင်းမယ်။ပြောင်းပြီးတဲ့အခါ plus 7ဆက်တဲ့က minus 2ဆက်ကိုနှုတ်လို့ရှိရင် plus 5z ကျင်မယ်ပေါ့နော်။ -3y နဲ့ -5y နဲ့ကိုပေါင်းတဲ့ကောင်ကတော့ -8y ရပါတယ်။နောက်ကနံပါတ်5ပါ 2a² -5a -5 အဲ့ဒါ -8a² တွေက -7 -8a² -7 ကိုကျွန်တော်ကနှုတ်ပြရမှာပါ။အဲ့ဒါသူချင်းကအလကောင်က 5a ရတဲ့အောက်ကဒီနှုတ်ကိန်းနံပါတ်မပါရတဲ့ဒီသူ့နေရာမှာကျွန်တော်လွတ်ပြထားမှာနော်။အဲ့ဒါ -5 နဲ့ -7 ဆိုတော့ -3 ရရမယ်။ -5 ကတော့ဒီအမျိုးပြင်ရင်းမယ်။အဲ 2a² နဲ့ -8a² ကိုလက္ခဏာပြအောင်မနော်။ ဲ့ဒါနော်ဆိုဆိုလက္ခဏာပြအောင်ဆိုတော့ -5 နဲ့ +7 ဆိုတော့ကျော်ကအဲ +2 ရမှာပေါ့နော်ဟိုက +2a² နဲ့ +8a² ဆိုတော့ +10a² ဒီပြက +10a² အလကောင်း5ရဒီတိုင်းပြင်ရင်မယ် -5 နဲ့ +7 ကတော့ +2 ရတယ်။နောက်ကနမစလုံး။နမစလုံးကတော့ -5a² -2b² y ။အောက်ကနှုတ်ခွင်းရကြတော့ကျတော့ aa² +b² y +9 ပေါ့နော်။ဒါကြတော့ နောက်အောက်မှာတရာဒီကိန်းနေကိန်းနေပြတဲ့နိုင်ကပုံနေရပေါ့အဲပုံနေတဲ့အောင်ရောဘာလုပ်ရမလဲနောက်ဆုံးမှာထူထားလိုက်မယ်ပြီးကြရင်ရောလက္ခဏာတွေပြောင်းလိုက်မယ်နောက်ပြောင်းပြီးတဲ့အခါမှာအဲ့ဒီမှာနိုင်ရနိုင်တိုင်းမိုင်းနဲ့နိုင်ပေါ့နော်သူက plus နိုင်ရဒီလက္ခဏာတွေကြွားတဲ့အခါမှာမိုင်းနဲ့နိုင်ပြသွားမယ်အပေါ်က -2b² နဲ့ -b² y နဲ့ဆိုတော့အဲ -3b² y ရှေ့က -4a² နဲ့ -aa² ဆိုတော့ -5 a square ပေါ့နော်အဲ့ဒီအဖြေကရှိက -5a square အလဲကောင်ကကျတော့ -3b square ဟောတာနောက်ဆုံးကကျတော့ -9 ပါဟုတ်ပြီနော်ဒါဆိုရင်ဒီကကနံပါတ်1ပေါ့နော်ဟုတ်ပြီဒါဆိုရင်ရောနံပါတ်3ကိုကြည့်မယ်နံပါတ်3မှာကျတော့10 10m square 5m square b 2mb မှာတဲ့ 15m square b m square minus mb ကိုနှုတ်ပါတဲ့ဒါဆိုရောမရေးလိုက်မယ်ပြန်ရေးမယ်ပေါ့နော်မျိုးပြန်ရေးမယ်ပြန်ရေးပြီးတော့ကျတော့ခွင်းထပ်ပြီးတော့နော်ဒီရှိက 10m2 5m2b 2mb တွေကနေပြီးတော့ 50m2b n2 m2 mb ကိုခြေတော့နှုတ်ပေးရပါမယ်။အဲနှုတ်တက်ကမှာငွေရရှိမှာအနုလက္ခဏာတွေကိုငွေရလက္ခဏာတွေပြောင်းမယ်ဆိုတော့အဲ +50m2b က -50m2b ဖြစ်မယ်။ +m2 က -m2 ဖြစ်မယ် -m2 ကကျတော့ +mb ဖြစ်မှာနော်ကဲဒါတို့ချင်းရိုး2 2ပါဆုံးမယ်ပြမတော့နှစ်ထပ်ကိန်းဖြစ်တဲ့ 10m2 ရဲ့ ထပ်သွားပါတော့ဒီမှာ m square ရေပေါ့နော်အဲ့ဒါတကွင်းနောက်က 5m square b တကွင်းနဲ့ 5m square b minus 50m square b ရတကွင်းနောက်က 2mb နဲ့ mb နဲ့တကွင်းပေါ့နော်ဒါဆိုလို့ရှိရင်နောက် 10m square တဲ့က m square ကိုနှုတ်တဲ့အခါမှာဒီ 9m square ရမယ် 9m square ရပါမယ်နော်အဲ့တော့ 5m square b နဲ့ minus 50m square b ကြတော့ဒီလိုလက္ခဏာမျိုးကနှုတ်မယ်59ရက်9ဆိုတော့10ရက်10 10mb square b ပေါ့နော် ဟုတ်က 2MB နဲ့ MB နဲ့ပေါ့နော် 3MB ရပါတယ်။ဒါဆိုလို့ရှိရင် 9MB square minus 10MB square B less 3MB ရပါတယ်။ကြည့်ပြီ။စုံတူကဒီနေ့ကတော့နံပါတ်1နဲ့နံပါတ်3နဲ့နံပါတ်1နဲ့နံပါတ်3နဲ့ကတော့ပြီးသွားပါပြီ။စုံနည်းကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။